ရွှေကိုကိုနယ်မြေအတွင်းကြားဖြတ်လုပ်ငန်းတွေရှင်းလင်းခဲ့ရာနှစ်ရက်အတွင်းနိုင်ငံသား265ဦးနဲ့ဆက်ဆက်ပစ္စည်းတွေဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ရွှေကိုကိုနယ်မြေအတွင်းပိုးပေါင်းစစ်စင်ရေးအဖွဲ့တွေကနိုဝင်ဘာ16ရက်ကစပြီးဝင်ရောက်ရှင်းလင်းခဲ့ရာ နိုဝင်ဘာ16ရက်ညနေ6နာရီအထိခွင့်ပြုချက်မရှိဘဲစောင့်လုပ်ထားတဲ့အစအိုး73လုံးတွင်းကနေမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိတဲ့တရုတ်နိုင်ငံသား184ဦး၊မလေးရှားနိုင်ငံသား3ဦး၊ဖိလစ်ပိုင်နိုင်ငံသား14ဦး၊နီပေါနိုင်ငံသား2ဦး၊ထိုင်းနိုင်ငံသား6ဦး ဗီယက်နမ်နိုင်ငံသား9ဦး၊နိုင်ဂျီးရီးယားနိုင်ငံသား2ဦး၊အင်ဒိုနီးရှားနိုင်ငံသား48ဦးစုစုပေါင်း265ဦးနဲ့အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကျုံးလွန်ရမှာအသုံးပြုတဲ့ကွန်ပျူတာ2339လုံး၊မိုဘိုင်းဖုန်း2950နဲ့လုပ်ငန်းသုံးပစ္စည်းအများပြားကိုစစ်စစ်တွေ့ရှိဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖမ်းမိမှုတွေအပအဝင်ရွှေကုတ်ကိုနေမြေအတွင်းစုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုတွေအရမြန်မာနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိတဲ့စီစစ်ဆဲနိုင်ငံသားသား613ဦးနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရမှအသုံးပြုတဲ့ကွန်ပျူတာ2653လုံး၊မိုဘိုင်းဖုန်း13650လုံးနဲ့လုပ်ငန်းသုံးပစ္စည်းအများပြားကိုစစ်စစ်တွေ့ရှိဖမ်းဆီးရရှိခဲ့ပြီးဖော်ထုတ်ရှင်းလင်းခြင်းတွေကိုဆက်လက်ဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။ဖော်ထုတ်ထိန်သိမ်းနိုင်ခဲ့တဲ့ပြည်ပနိုင်ငံသားတွေကိုမြရီမြို့နယ်ပိုလဲဘူးကျေးရွာအုပ်စုရွှေကုတ်ကိုမြိုင်ကျေးရွာအတွင်လုံထင်းဝင်းမှရှိတဲ့အဆောက်အဦမှထိန်သိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသားစစ်ဆေးအဖွဲ့ကစစ်ဆေးခဲ့ရာပြည်ပနိုင်ငံသား200ကိုစစ်ဆေးနိုင်ခဲ့ပြီးသက်ဆိုင်ရာနိုင်ငံတွေကိုအမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်မှုအတွက်ဌာနဆိုင်ရာဘူဝအဖွဲ့တွေရဲ့လိုအပ်တဲ့ကိုယ်ရေးချက်လက်တွေနဲ့မှတ်တမ်းတွေစီရင်ကောက်ယူခြင်းလုပ်ငန်းတွေဆောင်ရွက်နေရလို့သိရပါတယ်။ဒါအပြင် မြောင်းရီမဲထော်တလေး KK Park နေမြေအတွင်းအွန်လိုင်းလင်လင်လောင်းကစားမှုတွေကျုံ့လွန်ရမှာအသုံးပြုလျက်ရှိတဲ့အဆောက်အဦ635လုံးရှိတဲ့အနက်190ကိုဖြိုချဖျက်ဆီးပြီးစီးပြီဖြစ်ကြောင်းနဲ့ကြန့်ရှိနေတဲ့အဆောက်အဦ465လုံးကိုဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိတယ်လို့သိရပါဗျာ။